အခုဆက်ပြီးတော့အခန်း16ရဲ့ grammar နှုန်းလေးတွေကိုဆက်ကြည့်ကြမယ်နော်။ဒါဆိုရင်အခုအခန်း16မှာလေ ta form ပြောင်းလေးလို့ခေါ်တဲ့ form အမျိုးအစားတစ်ခုထပ်တိုးလာတယ်။ကိုဒီ ta form ပြောင်းလေးဆိုရင်ဘာနဲ့တူတယ်လို့မှတ်မလဲ။ master နဲ့တူတယ်လို့မှတ်ထားပြရတယ်နော်။အဲ့တော့အခုကြည့်ပါမယ်။ ta form ပြောင်းလေးသုံးပြီးတော့ဘလို့ pattern လေးတွေပေါ်လာလဲဆိုတာပေါ့နော်။ပထမအဦးဆုံးမှတ်ရမယ်။ pattern လေးကကြတော့ batta khoto ga arimasu batta khoto ga arimasu အတိပ္ပယ်ကကျတော့ဘတ်ဖူးတယ်။ကိုယ့်ရဲ့အတွေ့အကြုံတွေကိုပေါ်ပြောပြမယ်ဆိုရင်ဘတ်တာခုတ်တူကအာဒီမတ်ကိုသုံးပါမယ်။ဘတ်ကိုတာဖောင်ပြောင်းခုတ်တူကအာဒီမတ်ကပ်ပြီးတော့သုံးပြီးမယ်။အဲ့တော့အောက်မှာဆိုရင်ဝါတာရှိဝအမေရိကာအစ်တာခုတ်တူကအာဒီမတ်အဲကျွန်တော်ကားဒီအမေရိကန်ကိုသွားဘူးတဲ့ဒါဆိုရင်သွားဘူးတာသူကိုယ့်ရဲ့အတွေ့အကြုံကိုပြောတာ အဲ့ဒီကျောဘက်ကိုတာဖောင်ပြောင်းတဲ့အတွက်အခိမစသွားဒီကို တာဖောင်ပြောင်းရင်အစ်တာပြီးတော့မှခုတ်တူကအာဒီမတ်ကပ်ပြီးတော့တုံထားတာအဲ့ဒီတော့သွားဘူးရဲဆိုရဲအမျိုးသားလေးဖြစ်သွားတယ်ပေါ့နော်နောက်တစ်ခုက ဝါတရှိဝအမေရိကအေအတာခို့တူကအာရီမဆိုင်ကျွန်တော်အမေရိကန်ကိုမသွားဘူးဘူးဒါကတော့ကိုယ့်ရဲ့အတွေ့အကြုံမရှိဘူးဆိုရဲအရာပြောချင်အနောက်ကအာရီမရှိတာကိုအာရီမဆန်ဆိုပြီးတော့အငင်းပုံစံပြောင်းလိုက်ယုံပဲလွယ်လွယ်လေးပဲနော်အဲ့တော့ကိုကအတွေ့အကြုံရှိတယ်လို့ပြောချင်ဘတ်တာခို့တူကအာရီမအတွေ့အကြုံမရှိဘူးဆိုရင်ဘတ်တာခို့တူကအာရီမဆန်ဆိုရဲအတုံးလုံးလေးတုံးပြီးလိုက်ယုံပဲ နော်အဲ့ဒါဆိုရင်ဒါလေးကတာဖောင်ဒိုနီနဲ့တွဲသွင်းလို့ရတဲ့ပထမအဦးဆုံးပုံစံမှာနောက်ထပ်ပုံစံတစ်မျိုးလေးဆက်ကြည့်မယ်နောက်ထပ်ပုံစံတစ်မျိုးကကြတော့ဘတ်တာဒီဘတ်တာဒီရှိမတ်ဘတ်တာဒီဘတ်တာဒီရှိမတ်အရိဘေကဘတ်လိုက်ဘတ်လိုက်လုတ်တယ်ဘတ်ကိုတာဖောင်ပြောင်းရီကတ်တယ်ဘတ်ကိုတာဖောင်ပြောင်းရီကတ်တယ်ပြီးတော့မှရှိမတ်ကပီးတုံးထားတာတော့ဘတ်တာဒီဘတ်တာဒီကိုနှစ်ခါဆင်ပြီးတုံးထားတယ်နော် ။သူကကျတော့ဘလို့အခါမှာသုံးမလဲဆိုတော့ကိုယ့်ရဲ့အပြုအမူတွေကိုပေါ်ပြရင်သုံးမယ်။အပြုအမူဆိုတာကဥပမာကျွန်တော်ကပြည့်ရမှာဆိုရင်ပကြီဆွေးလိုက်အိတ်လိုက်စားလိုက်တွားလိုက်လာလိုက်နဲ့လုပ်နေပါလေဆိုပြီးတော့ကိုယ့်ရဲ့လုပ်တဲ့အပြုအမူတွေကိုပေါ်ပြခြင်းတောက်ဖောင်ပြောင်းပြီးပြောင်း really ကပ်ပြီးတော့ဘတ်တာဒီဘတ်တာဒီရှင်မဆိုပြီးတော့ပြောပြီးလို့ရတယ်ပေါ့အဲ့တော့အောက်မှာဆိုရင်ကြည့်လိုက်ပါယာစမီနိုဟီဝပိတ်ရမားတဲ့စိုးကြီးရှိတာဒီ တန်ရှင်းရင်လှုပ်လိုက်ဆန်တောက်ခုရှိတာရီရှိမော့စ်အဝေးလျှော်လိုက်လှုပ်ပါလေဒီမှာဆိုရင် ဆိုဂျီရှိမော့စ်တန်ရှင်းရင်လှုပ်ဒီမှာ အနောက်ကမတ်စ်ကိုဖြုတ်တယ်တဖောင်ပြောင်းလိုက်တယ်ရီကတ်လိုက်တယ်ဆိုဂျီရှိတာဒီလို့ဒါကြောင့်မလို့ဖြစ်သွားတာနော်နောက်တစ်ချောင်းမှာခင်နိုနောပါတီတဲ့မနီကပါတီမှာတဲ့အိုဆာကေကိုနွန်ဒါရီအရက်တောက်လိုက် ဟာနာရှ်တာရီရှီမော့သကားပြောလိုက်လောက်ပါတယ်တဲ့ဒါဆိုရင် ကိုယ့်ရဲ့အပြုအမူကိုပေါ်ပြတာဖြစ်တဲ့အတွက်ဘက်ကိုတာဖောင်ပြောင်းရီကတ်တဲ့ ဘတ်တာရီဘတ်တာရီရှင်မော့စ်လို့ခေါ်တဲ့ပုံစံတိုင်းသုံးလိုက်တာအပြူအမူကိုဖော်ပြရင်ဘတ်တာရီဘတ်တာရီရှင်မော့စ်ကိုသုံးမယ်အဲအဲ့လိုမဟုတ်ဘူးကိုယ့်ရဲ့အတွေ့အကြုံကိုပြောချင်ရင်ဘာသုံးမလဲဘတ်တာခိုတိုကအာရီမော့စ်ရဲ့အသုံးနှုန်းကိုသုံးပြရမယ်တကယ်လို့သာ အတွေ့အကြုံ မရှိဘူးလို့ပြောချင်ရင် ဘတ်တာခိုးတောကအာရီမာဆန်ဆိုပြီးတော့အငင်းပုံစံလေးပြောင်းပြီးသုံးလို့ရတယ်နော်အဲဒါဆိုရင်အခုအခန်း16မှာတာဖောင်ပြောင်းလေးပိုင်အောင်လုပ်ရမယ်ပြီးရင်ဒီပတန်လေးနှစ်မျိုးကိုတွဲပြီးတော့ကြည့်ပေးပါမယ်နော်ဒါဆိုရင်အဆင်ပြေမယ်လို့ထင်ပါတယ်နော်